တင်တော့အောင်မယ်မင်္ဂလာပါနော်ဒါကတော့ကျွန်တော်တို့အပီပေါက်ဆိုက်ကလေးပေါ့နော်အပီပေါက်ဆိုက်ကလေးကိုဒီမှာပြပေးမှာဖြစ်ပါတယ်โอเคဒါဆိုရင်တော့ကျွန်တော်တို့ကြည့်လိုက်အောင်ပေါ့နော်ကျွန်တော်ဒီမှာရှိတဲ့၃လုံးပေါ့နော်ဒီ၃လုံးပေါင်းခြင်းနော်466ပေါ့နော်466ပေါင်းခြင်းနံပါတ်6ဖြစ်တယ်နော်ဒီကသူ့ရဲ့ကျွန်တော်တို့ပါဝါပေါ့နော်6ပါဝါ1ကိုကျွန်တော်တို့ယူပေးမယ်ဗျာနော်6ပါဝါ1ယူပြီးသွားရင်ကျွန်တော်တို့နောက်ထပ် 3လုံးပေါ့เนาะဒီ3လုံးပေါက်မယ်9ဒီမှာရှိတဲ့3ညာဒီမှာရှိတဲ့4ပေါ့เนาะเนาะ9 3 sorry 9 3ညာ4ဆိုတော့ပေါင်းခြင်းနံပါတ်3နံပါတ်3ဖြစ်တယ်ပေါ့เนาะ3ကိုမှကျွန်တော်တစ်လုံးနှုတ်နံပါတ်2ပေါ့เนาะပြီးရင်ကျွန်တော်တို့နောက်ဆုံးတစ်ခုကဒီ3လုံးပေါ့เนาะဒီ3လုံးကိုကျွန်တော်တို့ပေါင်းမယ်ဒီ3လုံးကျတော့ကျွန်တော်တစ်လုံးပေါင်းမယ်ပေါ့เนาะဒီမှာက6 4 2เนาะပေါင်းခြင်းနံပါတ်3 2ဖြစ်တယ်2ကိုတစ်လုံးပေါင်းတော့နံပါတ်3 နှစ်ကိုတစ်လုံးပေါင်းရင်နံပါတ်3ဒါဒီအပြီးပေါက်ဖြစ်တယ်ပေါ့နော်တထန်တစ်လုံးအပြီးပေါက်ပေတံပေါ့ဗျာနော်ဟုတ်ပြီထွက်ကနန်းလေးကျွန်တော်တို့ကြည့်ပါမယ်ဒီမှာ1 2တက်ဆိုတဲ့ကနန်းမျိုးထွက်ထားတယ်နော်ဒီမှာ1ဒီမှာ2ဒီမှာ1เนาะ1 2 1 2 1ဒီကျွန်တော်တို့ထွက်ကနန်းဖြစ်ပါတယ်နော်ဒါတပင်တက်ကက်မြောက်ပေါ့နော်နောက်ထပ်တက်ကက်ကိုစစ်ကြည့်မယ်ဒါက၄ကက်မြောက် ရှိသွားပြီပေါ့နော်ဒီမှာ642ဆိုတဲ့ကဏ္ဍနော်642ဒီကျွန်တော်တို့ပေါင်းခြင်းနံပါတ်2ဖြစ်တယ်ပေါ့နော်2 2ပါဝါဒီခွန်နော်ဒါပြီးရင်ကျွန်တော်ဒီမှာ883ပေါ့နော်အပေါ်ကလိုပဲဒီ10ဒီမှာရှိတဲ့10ဒီမှာရှိတဲ့နံပါတ်3နော်883ရှိရှိဒီကျွန်တော်တို့6 3နဲ့ပေါင်းရင်ပေါင်းခြင်းနံပါတ်ဒီ9ဖြစ်ပါတယ်9ကိုတစ်လုံးယောမယ်9 9အောက်က10ဖြစ်တယ် เนาะနောက်ဆုံးတစ်ခုကကျွန်တော်တို့ဘာဖြစ်မလဲအဘောကလို့ပဲ4 3 3ဆိုတဲ့ဒီ3လုံးပေါင်းမယ်เนาะ4 3 3 3 3ဒီ6 4နဲ့ပေါင်းရင်3ညဖြစ်မယ်3ညကိုပေါင်းရင်နံပါတ်ဘယ်လောက်ရမလဲ10ပေါ့เนาะဟုတ်ပြီနံပါတ်10ဆိုတော့ကျွန်တော်တို့ဒီမှာ trigonal လေးကြည့်ပါမယ်เนาะဒီကောင်ကကျွန်တော်တလုံးပေါင်းတာဖြစ်တဲ့209နော်209နဲ့9ပွင့်ထွက်တာလေ209တဒန်းတလုံးမဲ့ပေါ့နော် နေရာနဲ့ကိုဒီကျွန်တော်တို့ထွက်ခဏပေါ့နော်ဟုတ်ပြီကျွန်တော်တို့တတိယအကတ်ကိုဆက်ပြီးတော့သွားကြည့်အောင်ဗျာနော်တတိယအကတ်မှာဖြစ်မလဲဒီ၃လုံးနော်၃ည9 3ညနော်ပေါင်းခြင်းနံပါတ်3ဖြစ်ပါတယ်ခွန်ပါဝါဒီနံပါတ်2နော်ခွန်ခွန်3ညပေါ့နော်ဒီမှာကခွန်ဒီမှာကလည်းခွန်ဒီမှာရှိနေတာဒီ3ညခွန်ခွန်3ညပေါင်းခြင်းနံပါတ်ဒီနံပါတ်မှာ4 4ကို ျွန်တော်တို့ဘာလုပ်မလဲတလုံးနှုတ်ရင်3เนาะပြီးရင်တော့နောက်ဆုံးကဏ္ဍဒီခွန်9 3 9เนาะခွန်9 3 9ဆိုတော့နံပါတ်6 6ကိုတလုံးပေါင်းရင်နံပါတ်9เนาะဒီမှာထွက်ကဏ္ဍဒီ3ခွန်ခွန်ဆိုပြီးတော့ကျွန်တော်တို့ထွက်ပြထားတယ်3ခွန်ခွန်เนาะ3ခွန်ခွန်တဒန်းတလုံးမဲ့ပေါ့เนาะတဒန်းတလုံးကျွန်တော်တို့အပြည့်ပြတ်390နဲ့ခွန်ဒီကျွန်တော်တို့ pass ဖြစ်ပါတယ် ါပြီเนาะဒါဆိုရင်ခုလာမယ်ကျွန်တော်တို့6ကြိမ်ပေါ့เนาะဘာကဏ္ဍလေးတွေရအောင်လဲဒီမှာကြည့်ပါမယ်ခွန်96ခွန်96ဒီကျွန်တော်တို့ပေါင်းခြင်းနံပါတ်1ဖြစ်တယ်1ပါဝါဒီဘယ်လောက်လဲ1ပါဝါဒီခွန်ဖြစ်ပါတယ်เนาะပြီးရင်တော့ကျွန်တော်တို့853ပေါ့เนาะဒီမှာရှိတဲ့8အောက်က9เนาะနောက်အပိတ်ကနံပါတ်3ဖြစ်တယ်ဒါဆိုရင်93ဒီ8နဲ့ပေါင်းရင်ပေါင်းခြင်းနံပါတ်6ဖြစ်မယ်6ကိုကျွန်တော်တက်နှုတ်ရင် ဘယ်လောက်လဲနံပါတ်5ပေါ့เนาะနောက်ဆုံးကျန်တာက6 4 3 9ရယ်4ရယ်3ရယ်တလုံးပေါင်းมาဖြစ်တယ်เนาะ6 4 3ပေါင်းခြင်းနံပါတ်တိကျွန်တော်တို့နံပါတ်မှာကျွန်တော်တို့6ဖြစ်ပါတယ်6ကိုတလုံးပေါင်းရင်ကျွန်တော်တို့နံပါတ်ခွန်ပေါ့เนาะဟုတ်ပြီဒါဆိုရင်တန်းတလုံးနဲ့ကျွန်တော်တို့ဒီမှာထိုးခွက်လေးတွေစပြီးတော့ထုတ်ကြည့်မယ်ပေါ့เนาะထိုးခွက်လေးထိုးတဲ့ခါမှာ1 6 6เนาะ1 6 6စပြီးတော့ဒါထိုးလို့ရပြီ။ နိချောချောနိချောခေါ့နော်နိချောခေါ့ဟုတ်ပြီနောက်တစ်ခုက2 5 6 2 5ခေါ့နော်နိ5ခေါ့ပြီးရင်ခွန်နဲ့ခွန်6 6ွန်6 6ခွန်5 6နော်ခွန်6နဲ့ပဲတွေ့လဲခွန်6ခွန်เนาะခွန်6ခွန်ခွန်5 6 ခွန်9ခွန်နော်ဒီကနေ့၈ခွက်ပဲကျွန်တော်တို့ကစားရမှာဖြစ်ပါတယ်โอเคဒီမူလေးကိုကျန်နေတဲ့တငယ်ချင်းတွေကတော့ line share လေးလောက်သွားပေးနိုင်ပါတယ်ဗျအားလုံးကိုကျေးဇူးတူတင်ပါတယ်ဒါတရန်တလုံးနဲ့လေးကပ်မြောက်ပေါ့နော်အပီပေါက်မူဖြစ်ပါတယ်စပေးမပေးကတော့ကျွန်တော်တို့လာမယ့်တရနေ့မှာစောင့်ကြည့်ရမယ်ပေါ့နော်အားလုံးကိုကျေးဇူးတူတင်ပါတယ်ဗျအဆင်ပြေပါလေဖေဖေမား